မင်္ဂလာပါခုတစ်ခေါက်လေးမှာတော့ဘူတန်လေးထပ်ထွက်ပါတယ်ဘူတန်လေးနှစ်အုပ်ပေါ့နော်အခုတစ်ခေါက်အရာမှာပေးထားလေးတအုပ်ရယ်ဒီလိုတွန်းဝါနေတအုပ်ရယ်ပေါ့နော်ဒါလေးပြပေးပါမယ်သူကတော့အမေကအရှေ့အတိုင်းလေးပဲအမေကိုအစံပြည့်ခွဲထားပြီးတော့မှအပြည့်စင်ပေါ့သူလိုမျိုးအပြည့်လေးဖြစ်သွားတယ်ငါးတော့လားတစ်ပေါင်လားဒီလာပြစီးတက်တယ်နော်နောက်တော့ဒီထက်တက်မှာ28လောက်လာရှိနေတယ်ပေါ့နော်အခုကတော့26ဆိုတော့ငါးတော့တက်တယ်နော်အသိန်း6000ပါ ာတယ်သူကမျက်လုံးလေးလေးကြီးတယ်ချိတ်ကလေးကလည်းဒီလိုပြည့်ပြီဟိုတန်းချိတ်ပြည့်ပြီပေါ့နော်အသားလေးလည်းကောင်းတယ်ပြည့်ကြအောင်တိုင်ဖြစ်လို့အသားညက်တယ်ပြီးတော့သူကချစ်ပိုးလုံးတင်းနဲ့ခတ်ထားရဲ့ခဲ့နော်ဒါအလျာကြတော့ဗေဒါရောင်လေးပါလိုချင်တဲ့လူရှင်နံပါတ်လေးကသူက80မြက်ရှိလေးပါနောက်ထပ်အရောင်လေးကကြတော့ဒီကျုံးဝါလေးပေါ့နော်ဒီကျုံးဝါရောင်လေးကတော့အသားဆောင်တဲ့ဂျင်ထားလေးပါဟာဒါလေးတစ်ခုပါနော်ဒီမှာ ်ငါမတက်တေးလေးဘာနဲ့ထိုးမိသွားလဲမသိဘူးတက်တေးလေးပေါက်ဘူးမြင်ရတယ်တင်းလေးနော်အဲ့ဒါလေးပါဒါမဲ့ तू ကတော့ချုပ်တဲ့ထဲတော့ပါမှာပေါ်ပိတ်တိုင်းလည်းပြဿနာတော့မရှိဒါမဲ့ဟိုပါပေါ့နော် sensitive ဖြစ်တဲ့လူဆိုရင်တော့မယူပါနဲ့နော်ဒါလေးကတသောင်းချော့ပေးမယ်နော်အဲ့ဒါလေးပါလို့ဘာမှတော့မဖြစ်ဘူးအရာကတော့ကျွန်းဝါရောင်လေးပေါ့နော်ကျွန်းဝါရောင်လေးအင်းလာ လေးပါရှင်ဒါလေးကနံပါတ်က89လေးပါเนาะသူ့ရဲ့ပေါင်ပေါက်ထားတဲ့နေရာဒီဟာလေးเนาะတတိလေးเนาะဒါလေးเนาะမြင်ရเนาะတန်လေးပဲเนาะဒါပေမဲ့ဟိုပြောပြတာပေါ့เนาะကေးကတွေ့တဲ့ခါအဆင်မပြေပါဆိုလို့เนาะအဲစိုက်တယ်လို့ရှိရင်ဒါတက်တောင်းချုပ်ပြမယ်เนาะအဲစိုက်တယ်ဆိုရင်တော့နှစ်ထဲလေးရှင်းထားပါလေးလို့ကျင်နေဆိုဇူလေးပါအောင်ရှင်